ဟယ်လိုအားလုံးမမင်္ဂလာပါဘူဝမန်ချင်းကနေကြိုဆိုပါရစေမန်ချက်စတာယူနိုက်တက်ကတော့အိမ်ကွင်းမှာအာဆင်နယ်ကိုတစ်ဖက်တကူးစီတရီကျပြီးတော့နှစ်မှတ်ဆုံးရှုံးခဲ့ရတဲ့ပွဲပေါ့ဗျာအာဆင်နယ်ကတော့လီဗာပူးလ်ရဲ့ဘက်ကမနီကဆောက်တန်တန်ကိုသူတို့3-1နဲ့လာတော့နိုင်ထားတယ်ဆိုတော့ထပ်ပြီးတော့ဖိအားပေးနိုင်မှုအတွက်ဆိုရင်ဒီပွဲကအာဆင်နယ်အတွက်မဖြစ်မနေနိုင်ဘူးကြိုးပမ်းခဲ့ရမယ်ပွဲမျိုးပါ ဒါပေမဲ့လို့အိုးထွက်ဖို့လို့အိုးထွက်ဖို့ကိုလာကစားတဲ့ပွင့်မှာအာဇနီယာတတိုးကိုကန်ကောင်းလွန်ပြီးတော့တည်ရည်နဲ့သာသူတို့တည်ရည်သာသူတို့အတွက်ကြီးနေစရာဖြစ်ခဲ့တယ်ပေါ့နော်။ United အတွက်ကတော့နှစ်မှတ်ဆုံးရှုံးခဲ့ရတဲ့ပွဲပါ။ဒေးဗီရာယာအသေးအတန်အသက်လူမတက်ကာကွယ်ခဲ့ရတဲ့အလုံးနေနဲ့တည်ရည်တမှတ်ယူသွားနိုင်တာ။ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြည့်ရရင်အာဇနီယာနဲ့ပတ်သက်လို့ကျွန်တော်အရင်ဆုံးပြောကြည့်အောင်။အာဇနီယာဘက်ကဒီနေ့ပွဲမှာဆိုလို့ရှိရင်သူတပြင်းပေါ့နော်။ဘောလုံးပိုင်ဆိုင်မှုတွေအသာကြီးရတယ်။ နော်ကိုပေါက်ကွန်တီမှုတွေကျွန်တော်တို့များတယ်18ချိန်ကြီးတို့ရှိတယ်ကိုပေါက်ဒေတာ6လုံးပဲရှိတယ်ဘာတွေများနေလဲဆိုတော့ဘေးကက်ထွက်သွားတာတွေအဘော်ရှင်တက်သွားတာတွေသူတို့အရင်များနေတယ်တောင်ကံပေါ်ဒီကောင်းလာပါပြီဆိုပြီးတော့ဒီပွဲမှာတောင်ကံပေါ်ကိုလုံးရတယ်တလုံးမှန်အန်ဒီရရှိခဲ့တာအများကြီးမရှိဘူးအာဆင်နယ်တောင်ကံပေါ်မကန်သွင်းနိုင်တာမသွင်းနိုင်တာတော်တော်ကြပါပြီတောင်ကံပေါ်ကနေဂိုးတွေမသွင်းနိုင်တာတော်တော်ကြပါပြီဆိုတော့အဲ့လိုမျိုးဆိုတော့အာဆင်နယ်အနေနဲ့ပေါ့နော်ဒါအကောင်းဆုံးပုံစံဖြစ်မဲ့ပုံသူတို့ထားပါတော့ပြဒီ ဒီ PSV နဲ့ပေါ့နော်ဒီဝါကလည်းသူတို့ကပြီးတော့ဖြစ်သွားပြီ Champions League ကလည်းနောက်တစ်ဆင့်ကိုသူတို့က AC တက်သွားပြီဆိုတဲ့အနေထားမှာ Liverpool အင်းအမှတ်ပြရထားတာကို PR ပေးဖို့ဒီပွဲကသူတို့နိုင်ဖို့လိုတာနိုင်ဖို့လိုတာနိုင်အောင်လေသူတို့အမှန်ကန်ကျူးပန်းခဲ့ရမှာပြဿနာကအခွင့်အရေးဖန်တီးမှုပိုင်းနဲ့ပတ်သက်ရင်တော်တော်ကိုပြဿနာကြုံနေသေးပဲဒါကတစ်ချက် Arsenal မှာလက်ရှိပြဿနာကြုံနေရတာနှစ်ခုရှိတယ်နံပါတ်1ကအခွင့်အရေးဖန်တီးမှုနံပါတ်2ကတိုက်စစ်လိုအပ်ချက်အာ PSV ကို9-6သွင်းနေဆိုတော့ငါတို့ကတိုက်စစ်မလိုဘူးဘာညာပြောကြတယ် အခုလည်းကြည့်တကယ်တကယ်ပွဲလေးကြရောတိုက်စစ်တာရှိရင်ဘာညာသူပြောကြပြန်ရောတေချာပေါက်ကတော့မင်းပဲမင်းရှေ့ပွဲဒီမှာဘဏ္ဍာကူးနေပဲနိုင်နိုင်အာစနယ်မှာတိုက်စစ်မှုလူအချက်ကပျောက်မသွားဘူး PSV နဲ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့သာခုနကူးသွင်းနိုင်ခဲ့ပြီမယ်လို့အဲ့ပွဲမှာလည်းတိုက်စစ်ရဲ့လူအချက်ကျွန်တော်တို့ပျောက်မှာမသွားတာဒီပွဲမှာလည်းဒီတိုင်းပဲပေါ့ဆိုတော့တချို့ဆိုလို့ရှိရင်တော့ဗောနော်မယ်ရီနိုကိုတိုက်စစ်ဖြစ်ထားတာဒီတော့မှတန်တရာဖြစ်လာကြပြီဗောနော်ဆိုတော့အာစနယ်ကဒီပွဲမှာဆိုလို့ရှိရင်ဒက်ဂန်ရိုက်စ်ရဲ့တော်တော်ကိုကောင်းတဲ့ကန်ဂျန်နဲ့သူတို့ကချီပါကူးသူတို့ရတယ် မာတီနယ်လီရဲ့ကံကြက်တချို့ကျွန်တော်ရှိတယ်ဒါပဲဒီထက်ပိုပြီးတော့အများကြီးအန်ဒီရဲ့ပေးနိုင်ခဲ့တဲ့အခြေအနေမျိုးကျွန်တော်မရှိဘူးဆိုတော့ဒီပွဲတည်ကြပြီးမှတော့အာဆင်နယ်အတွက်ကတော့ဒါပြီးသွားပြီပေါ့နော်အာဆင်နယ်မေးလိုက်တင်ပြီပေါ့ဖလားကသူတို့အတွက်ဘာမျှော်လင့်ချက်မှမရှိပါဘူးဘာမျှော်လင့်ချက်မှမရှိပါဘူးเนาะဆိုတော့ဒါအပြင်မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်လို့ကျွန်တော်ပြောရရင်ယူနိုက်တက်ကတော့ဗျာဒီပွဲမှာအပြောင်းလဲဖြစ်သွားစေအခိုက်အတန့်ကဘရူနိုဖာနန်ဒက်စ်ရဲ့ free kick ကိုပဲ သူတပြင်းကျွန်တော်တို့ဒါပထမပိုင်းမှာဆိုရင် United ကပေါ့နော်ကျွန်တော်တို့ဒီလူစင်းရင်ကိုကျွန်တော်တို့ကြည့်တော့လေဘာမှကြီးနေစရာမရှိ တော်တော်လေးကို တိုင်ပတ်ပြီးတော့ Ericsson တို့ဘာလို့ကိုပါကွဲထွက်လူစင်းနဲ့ထည့်သုံးလာတဲ့အချိန်ဤဒီကျွန်တော်ရောက်နေတာ Casemiro ဘာလို့လို့ပါနော်တော့ပွဲထွက်လူစင်းနဲ့ကိုသုံးသွားတဲ့အချိန်ဤ Lindelof တို့ဘာလို့ပါပွဲထွက်လူစင်းနဲ့ကိုသုံးသွားတဲ့အချိန်ဤဒီတော်တော်ကိုစူးစူးဝါဝါဖြစ်နေပြီးတော့အရန်လူစင်းရင်မှာလေလူငယ်ကစားမားတွေကြီးပဲပြုံထည့်လာတဲ့လောက်ထိကျွန်တော်တို့အကုန်တိုင်ပတ်နေတာ အဲ့လိုအနေထားမျိုးနဲ့ပေါ့နော်ပထမပိုင်းမှာရှင်ကစားလို့မရတာကိုသဘောပေါက်ပြီးတော့တံပြင်းတွေကိုသွားဖို့ကျွန်တော်ကြိုးပမ်းနေ။နော်အဲ့ဒါတွေကထိရောက်မှုကျွန်တော်ရှိခဲ့တယ်။ဒါပေမဲ့ပထမပိုင်းမှာတော့တော်တော်လေးကိုလိုအပ်ချက်ရှိခဲ့တာ။ဆိုတော့ဒီနေရာမှာဖာနန်ဒက်စ်ရဲ့ပေါ့နော် free kick ကနေဂိုးရတယ်။တော်တော်ကိုလှရကန်ချက်ပါ။ညမှာအားနည်းချက်ကြီးရှိပါတယ်။နံပါတ်1ဒေးဗစ်ရာယာ။ဒေးဗစ်ရာယာဟာပွဲပြီးကန်ဒီမှာဖာနန်ဒက်စ်ရဲ့ကန်ချက်ကိုနှစ်ဆင့်ဆက်ပုတ်တာတွေကတော်တော်ကိုချီးကျူးစရာပါ။ဒါပေမဲ့ပေးလိုက်ရတဲ့ free kick မှာသူ့ရဲ့နေရာယူမှုကတော်တော်ကိုပြောစရာဖြစ်တယ်။ နော်ပါလို့လေဆိုတော့သူဟာသူ့ရဲ့ညာညာချမ်းကဒီဂိုးတိုင်းနဲ့ပေါ့နော်အရင်နီးကပ်အောင်နေရာယူထားပြီးတော့ဘယ်ချမ်းကိုတကယ်ကန်တဲ့ခါမှာ positioning လိုအပ်ချက်ရှိပြီးတော့သူဘောလုံးကိုမပုတ်နိုင်ခဲ့ဘူးဒါဟာဒေးဗစ်ရာယာရဲ့နေရာယူမှုတွေကတော်တော်ကိုလိုအပ်ချက်ရှိသွားခဲ့တယ်ဆိုတော့ပြတာပဲဖာနန်ဒက်စ်ရဲ့ကန်ချက်ကလည်းတကယ်ကောင်းတာပါပါဝါလေးပါတယ် pace လေးပါတယ်ပြီးရင် technique ကလည်းတော်တော်ကောင်းနေတယ်မှာကျွန်တော်ပါတယ်ဗျအဲ့လုံနဲ့လက်လာပပ Manchester United ကဥဆောင်ကူရတယ် ဒုတိယပိုင်းလည်းကြာရယူနိုက်တက်ဟာအများကြီးပိုကောင်းတဲ့ chance တွေကျွန်တော်ဖန်တီးနိုင်တယ်ယူနိုက်တက်ကဒီပွဲမှာတပွဲလုံးနေထားတဲ့ဂိုးပေါက်ကန်တူ10ချိန်ပဲရှိပြီမဲ့ဂိုးပေါက်တက်တာ6ချိန်ဒီကျွန်တော်ရှိတယ်အာဆင်ယာဂိုးပေါက်ကန်တာ18ချိန်ရှိပြီမဲ့လို့ဂိုးပေါက်တက်တာ6ချိန်ပဲရှိတယ်ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ထိရောက်မှုတွေဘလောက်ထိယူနိုက်တက်ပိုများလဲကောင်းကောင်းတွေ့နိုင်တယ်ဒါအပြင်ကျွန်တော်တို့ဂျိုရှူဝါဇစ်ဇီရဲ့နောက်ပေါက်နဲ့ဖလစ်လိုက်တဲ့လုံလုံးဘာလို့ဆိုတာတကယ်တမ်းကဗျာဂိုးကိုဂိုးရမှာဂျိုရှူဝါဇစ်ဇီကဂိုးသမားကိုတက်တက်မှန်အောင်သူဖလစ်လိုက်တဲ့အနေထား ဆိုတော့အခါကျတော့ကိုမရခဲ့ဘူးနောက်တစ်ခုက Master Wii ရဲ့ကန်ချက်တံပြန်ကနေတဆင်းရလာတဲ့အလုံကို Zigzi ထိုးပစ်လိုက်တာကိုကျွန်တော်ဓာတ်တော့ဆွဲလာပြီးတော့အသာလေးဘယ်ချီနဲ့မှပေးလိုက်တာဒီပဲချမ်းမှာလွတ်နေတဲ့ Master Wii ကန်ခွင့်ရတယ်ဂိုးသမားကိုတဲတဲမှန်အောင်ကန်တယ်ဂိုးသမားကဟာဒိုင်ဗင်ပစ်တွေစိတ်တွေစိတ်ရဲ့ပါညာလုံရင်တော့တမျိုးမဟုတ်ဘူးဒီတိုင်းတဲတဲကြီးနေတာကိုအိုက်ချက်တော့ကိုရအောင်မှန်တာဒါဒါဟာကိုသိန်းကစားမရရဲ့အားနည်းချက်ကြီးကျွန်တော်ဖြစ်သွားပြီ။ပြိုင်ဘက်ဂိုးသမားကကောင်းလာသူ့ဟာနေသူကောင်းတဲ့ချက်ရှိပြီမဲ့လေလို့ပေါ့နော်။ ကိုကစားမားတွေရဲ့ကံချက်တွေအခွင့်အရေးတွေကိုကျွန်တော်အတုံးချဖို့ကြိုးပမ်းတဲ့နေရာတွေမှာလိုအပ်ချက်တွေကပြိုင်မဲ့ကုသမားကောင်းနေအောင်ဖြစ်သွားတာတော်တိုင်ပဲပါတယ်ဒီလောက်ထိတကယ်ကောင်းတဲ့ chance တွေကိုကျွန်တော်အတုံးမချနိုင်ခဲ့တာနစ်နာပြနောက်တစ်ခုကကျွန်တော်တို့အနေနဲ့ပေါ့နော် Resman Whiteland တို့တထပါတော့ Declan Rice ရဲ့ tackle တို့အလုံးတို့ကိုကျွန်တော်ကြည့်ရင် Resman Whiteland ပို့ပြီးတော့တောင်မှကောင်းအောင်ပါအဲ့အလုံးကမင်းကလည်းလုံးဝကံကူကံရမယ့်အလုံးမျိုးတွေးဝေနေတာနေရာကိုကျွန်တော်တို့မလို့ နောက်ဒုတိယလုံးသူပိတ်တဲ့လုံးဆိုလို့ချင်းလည်းပဲဂါဘရီယယ်ပိတ်သွားလို့ထားပါတော့ဗျာဆိုတော့ပြောချင်တာက Rasmus နေနဲ့ Declan Rice ရဲ့ tackle လုပ်လိုက်တဲ့အလုံးကအများကြီးပူပြီးတော့ကောင်းသွားမှာသူတော်တော်တိုင်ပတ်သွားတယ်နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ Bruno Fernandes ရဲ့ပွဲပြီးကန်ဒီကျွန်တော်တို့အချိန်ပေါ်မှာရတဲ့ကန်ချက်ကာနာချူချိုးပစ်လိုက်တဲ့အလုံးဒီဘက်မှာဝဲကြလာတာကိုနောက်လိမ့်ထွက်လာတာကို Fernandes ပိတ်တယ် David Raya အသေးအံဂဲမန်ကန်အကွက်ကာကွယ်ရတယ်အသက်နဲ့တမျှကာကွယ်ရတယ်ဒုတိယဒီလုံးလည်းသူလိုက်ပြီးတော့ကျွန်တော်တို့ပုတ်တယ်တော်တော်ကန်ကောင်းသွားတာအာဆင်နယ်အာဆင်နယ်တော်တော်ကန်ကောင်းသွားတာ ကျွန်တော်အဲ့လိုမျိုးပေါ့နော် United ဘက်ကအပိုင်အခွင့်အရေးတွေအမှန်ကန်ရတာအသုံးမချနိုင်တော့ကျွန်တော်ကနှစ်မှတ်ဆုံးရှုံးခဲ့ရတဲ့ပွဲပဲတချို့ကြတော့လေဟာတမှတ်ရတဲ့ပွဲပေါ့တကယ်တမ်းကမဟုတ်ဘူးနှစ်မှတ်ဆုံးရှုံးရတဲ့ပွဲပြသည်လားကိုသင်းကလက်ရှိမှာအာဆင်နယ်ကထားပါတော့ဗျာနော်ဟိုတည်ကြလို့သူတို့အတွက်နော်စိတ်ပူရရှိကြမှာရှိမယ်နော်တချို့ကြတော့လေဖလားမရတော့လို့စိတ်ပူရပေါ့မင်းအရင်ကတည်းကလည်းရမယ့်ပုံစံမှမရှိတာဟုတ်တယ်မလားလေပေါ့ဦးနဲ့ဒီလောက်ထိအမှတ်ပြက်နေမှာတော့မင်းဘယ်လို့ရတော့မှာတော့နော်တကယ်တမ်းကဗျာအမှတ်ဟိုဖလားရမယ့်အတင်းဆိုတာမျိုးက င်တိုက်စစ်ဝယ်မပေးဘဲနဲ့ဖလားရရင်ဘလို့ဖြစ်မှာတော့ဆိုတော့တာဝန်ရှိသူတွေပဲအပြစ်မြင်မြင်အာဒီတာပဲအပြစ်မြင်မြင်ပေးကြတာတခုကတော့အာစနီယာဖလားရဖို့အတွက်ဟန်မကြတာအခုမှမဟုတ်ဘူးရှေ့ပွဲတွေမှာကလေးကတည်တယ်မလားဒီကောင်းလေးတရေပွဲတွေများနေတယ်စဉ်းစားကြည့်ဗျာလက်ရှိအာစနီယာ28ပွဲကစားပြီးတဲ့အချိန်မှာတရေ10ပွဲရှိတယ်တရေ10ပွဲရှိတယ်ဘယ်ဘယ်လိုလုပ်ပြီးတော့မင်းတည်တယ်မလားနော်ကျွန်တော်ချန်ပီယံဖြစ်မလဲဟုတ်တယ်မလားလေဘာဥစုတရေ9ပွဲဗျာဒါပေမဲ့အရှုံးနဲ့တပွဲပဲရှိတယ် တော့လဘောက်တင်းရဲ့ဘက်ကလည်းဆောက်တန်နို့ဘာလို့ကိုနိုင်သွားတဲ့ချိန်မှာအာဆနီယာဒီနေပွဲစီမှာနိုင်ကိုနိုင်ရမှာဘာအခွင့်ရေးမှန်းလဲပြက်ပြက်တတမဖန်တီးနိုင်ဘူးနော်ဘာမှန်းလဲကျွန်တော်တို့နေတဲ့တကယ်ကောင်းတဲ့ chance တွေလည်းအများကြီးမရခဲ့ဘူးဆိုတော့အဲ့ဒါတော်တော်လေးတိုင်ပတ်ပါတယ်ဒါကြောင့်အာဆနီယာဘက်ကတော့ဘောနော်လက်ရှိမှာအဆင့်1ကလဘောက်တင်းကိုမှီဖို့အထက်နော်အဆင့်3တို့အဆင့်4တို့ဟလာနော်ကျွန်တော်တို့ဒါအဆင့်5တို့ကမန်ချက်စတာစီးတီးနဲ့တော့မှအမှတ်ကမကွာရနိုင်တဲ့ဖြစ်လာပြီ ကျွန်တော်လီဗာပူးသင်းနဲ့အာဆင်နယ်ရဲ့ကြားထဲမှာဆိုလို့ရင်15မှတ်ကျွန်တော်တို့ကွာတယ်အဆင့်1ကနေအဆင့်2ဆိုတော့အာဆင်နယ်ဟာအဆင့်1ကအသင်ကိုမှီဖို့အတွက်15မှတ်လိုတယ်ဒါပေမဲ့လို့အောက်ကပါတော့အဆင့်5ကမန်ချက်စတာစီးတီးကိုကျွန်တော်သူတို့အတွက်ဘယ်ဘယ်နှမှတ်မှန်ကျွန်တော်မလို့ဆိုတော့ပြောလို့ရှိရင်တော့အဆင့်1ကအသင်တဲ့အာဆင်နယ်ဟာအဆင့်5ကအသင်နဲ့ပိုနီးဆက်နေတဲ့သဘောပဲဒါကြောင့်ပေါ့နော်ဒါအာဆင်နယ်အတွက်တော့ဒီတမှတ်ကတော်ကိုကန်ကောင်းခဲ့တာပါဒေးဗစ်ရွာယာအနေနဲ့မဖြစ်မနေအမှန်ကန်ကာကွယ်နိုင်ခဲ့လို့လားတည်ကန်ကောင်းပြီးသူတို့ရသွားတာ ဆိုတော့ United ဘက်ကတော့တော်တော်ကိုနစ်နာစရာကောင်းတဲ့ပွဲပါနော်တော်တော်ကိုနစ်နာစရာကောင်းတဲ့ပွဲပါကိုယ့်ဘက်မှာပူကောင်းတဲ့ chance တွေရခဲ့တယ်အရင်ပွဲတွေထက်လည်းပိုပြီးတော့ကြည်ကြည်လေးလေးကစားနိုင်တယ်ရတဲ့အခွင့်အရေးနည်းနည်းလေးကိုလည်းကျွန်တော်ကအများကြီးအန်ဒီရဖြစ်အောင်ကျွန်တော်ပုံဖော်နိုင်ရတဲ့အတန်းနဲ့တရေတမှတ်နဲ့သာကြီးနေခဲ့ရတာနှစ်မှတ်ဆုံးရှုံးသွားခဲ့တာတော်တော်ကိုတိုင်ပတ်ပါတယ်နော်ဆိုတော့အဲအာဒီတာအတွက်ကတော့ပြီးသွားပြီပေါ့နော်ပြီးသွားပြီအာဒီတာအနေနဲ့တော့4ဝင်ဖို့ပဲသူတို့ချိုးပန်းတော့မှာ နော်တော်ဖိုးလေးကနေပြီးတော့ထွက်မသွားဘူးယာဒီကုံနဲ့ကမှချန်ပီယံစ်လိဝင်ဝင်လေးရဖို့ဒါပဲသူတို့မျှော်လင့်ရတော့မှာဖလားမျှော်လင့်ချက်ဆိုတာကမေ့လိုက်လို့ကျွန်တော်ရယူပဲနော်တချို့အာဆင်နယ်ပရိသတ်တွေဆိုလို့ရှင်ကျွန်တော်သိရတယ်မှာဆိုလို့ရှင်နောက်ယာဒီတွေပြပါတွေးကိုညာယူပဲနော်အာနောက်ယာဒီနောက်ယာဒီနောက်ယာဒီတို့တွေးကိုညာပဲနော်ဆိုတော့အချိန်ညက်မကောင်းဘူးဗျာဒီလားအာဆင်နယ်နေနဲ့ဖလားရမယ်ကံကလုံးဝကိုမရှိဘူးဖြစ်နေတယ်ဆိုတော့လက်ရှိ United လိုမျိုးမင်းကလည်းဘူ 21st century မှာမင်းအဆုတ်ဆုံးအသင်းကိုပြောလို့ရတယ်လက်ရှိ United တမိုင်းမှာအဆုတ်ဆုံးအသင်းအဲ့လိုအသင်းကိုမင်းမနိုင်ဘူး စဉ်းစားကြည့်ပါမယ်အာဆင်နယ်မြန်ချက်စတာယူနိုက်တက်နဲ့ဒီယာဒီမှာအဲ၃ပွဲတွေ့တယ်ဒီကောင်တပွဲပဲနိုင်တယ်၃ချိန်တွေ့တယ်ဗျာမင်းယူနိုက်တက်ဆိုတာဒီယာဒီမှာစုပ်ပြတ်နေတာအိုးအဆင့်20ကအသင်းကြီးကတော့မှဒုက္ခပေးနေနေတဲ့အသင်းအဲ့လိုအသင်းကိုဒီဖလားယူပါမယ်ဆိုတာအသင်းကမနိုင်ဘူးဆိုတော့အဓိကကွာဖလားယူကိုကျူးပန်းနေတယ်ဆိုတဲ့ကမြင်မြင်ဘလောက်ပဲ challenging ဖြစ်ပါတယ်ပြပြောနိုင်ရမှာပဲနိုင်စရာရှိတဲ့ပွဲနိုင်ရမှာပဲဒါပေမဲ့အာဆင်နယ်မနိုင်ခဲ့ဘူးဆိုတော့သူတို့ရဲ့ဖလားမျောနေချက်ကပြီးသွားပြီလို့ကျွန်တော်ပြောလို့ရတယ်အဆင့်၄ကိုဝင်ခွင့်ရဖို့ဒါအာယုံဆိုင်ကျူးပန်းတင်နေပြီအာဆင်နယ်က ဒီထက်ပိုပြီးတော့ဗောနော်သူတို့တွေကမျောလင်းစရာဘာမှမရှိတော့ဘူးလို့ထင်တယ်။ United အတွက်ကတော့ကျွန်တော်ဒီပွဲကเนาะကျွန်တော်တို့သာကြည်နေစရာမရှိဘူးဗောနော်။နှစ်မှတ်ဆုံးရှုံးခဲ့ရတဲ့ပွဲပေါ့ဗျာ။ညီကလေးအနေနဲ့ရောဘယ်လိုမြင်ရလဲဒီပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါဦး။ချစ်ချစ်ဝါပြီးတဲ့ညီကလေးများလည်းကိုချစ်သူများကြီးတင်ပါတယ်။